ပဲဗျာလင်းစုတက်ဖို့ရွှေတကူဇီတီတော်မြတ်ကြီးဆိုတာငါတဲ့ဖူးစံအားရပါရကြီးဝောင်းထူးလိုက်မင်းကခူးမှဖူးတာမလားဖူးစံတကယ်ကြီးအာတီတီတဲ့မှာတော့မင်းကလန်းတော့ဖူးပါတယ်ကွာအေးအခုကတော့မင်းပြောလို့ခူးမှပဲဖူးမှုတယ်ဆိုပါတော့အေးငါလည်းရွာကိုပြန်မြောက်ပြကြပြီဆိုတော့ရွာရဲ့သတင်းပလင်းလေးပါလေဘာမှမကြောက်ဘူးအဲ့ရွာမှာဘာတွေပြောင်းလဲကုန်ဘာမှမပြောင်းလဲပါဘူးအေးငါသိနေ ရွာဘာမှမပြောင်းလဲဘူးဆိုတော့ဒီဘောအဲငါတို့အေရောဟိုဘာတွေပြောင်းလဲကုန်ပြီဘာမှမပြောင်းလဲပါဘူးအဲဒါပေမဲ့ဟိုမင်းငွေထားတဲ့ကြောင်လေးတော့တည်သွားပြီကွာဟာကြောင်လေးတည်သွားပြီဟာအဲ့ဒီကြောင်လေးကအရင်လိမ်မာတာကွာဘာဖြစ်လို့တည်သွားတာလဲမင်းအဖေနဲ့မင်းအကိုစကားများကြတယ်လေစကားများပြီးမင်းအကိုကအရင်ငူးငူးနဲ့အဲ့ဇဘကြီးကိုမီးရှို့လိုက်တာပါသွားတာပဲဇဘကြီးကိုမီးနဲ့ရှို့တယ်အနေနဲ့မဟုတ် ဟိုစပက်ကြီးကိုမီးနဲ့ရှော့လာအော်အဖေနဲ့ကူကဘာအတွက်နဲ့စကားများတာလဲဘာကြီးလို့မဟုတ်ပါဘူးကွာဟိုမင်းညမလေးအယက်သမားထုံးနိုင်တယ်လိုက်ပြေးတဲ့ကိစ္စဟာဘာညမလေးလောက်လိုက်သွားပြီကနေ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 ဆောင်ဒီညမလေးလင်လောက်လိုက်သွားတဲ့ကိစ္စကိုအမေကဘာမှဝန်မပြောဘူးလားဟင်ဘေးအမေကဘာမှဝန်ပြောလို့မရတော့ဘူးနေကွာပြောလို့မရတော့ဘူးဆိုတော့နေလည်းမဟုတ်ဟိုသူတို့ကဟိုအမေစကားကိုနားမထောင်ကြတာလည်းဘယ်လိုဖြစ်တာလဲ အဲ့ဒီလိုလည်းမဟုတ်သေးဘူးကွာမင်းတို့စပယ်ကြီးမိလောင်တော့မင်းတို့အိမ်မှာပါသွားတယ်မင်းအိမ်မှာတခါတည်းပါသွားအမလေးရအမေပါသွားတယ်ဟာဒါဆိုမင်းသိပြီပေါ့အမလေးဗျာအမေရအမေရအမလေးအမေတရားတော်သားတရားမသိလဲရပါလားအမေရမင်းရလဲကွာအမေကြလို့တရားတယ်မှာဘာမှဒူးချာပြောလို့မရှိဘူးလေမင်းမလို့ပြောတတ်တယ်ဖြင့်အော်ဟုတ်ပါရဲ့ကတားလိုက်တော့ဒါဆိုရင်ငါအဖေနဲ့ကိုကအခုဘာမှနေကြလဲ မင်းအကူကတော့အဲမီးရှို့မှုနဲ့ထောင်ကြတော့ဟင်မင်းအဖေကတော့အဲ့ဒီစိတ်နဲ့ယူးနေအောင်မလေးဗျာအောင်မလေးဗျာအမေကသေတယ်အဖေကယူးတယ်အကူကထောင်ကြနေတယ်အဲ့ဒါကများထူးထူးခြားခြားဘာမှပြောင်းလဲမှုမရှိဘူးလို့မင်းမလို့ပြောရတယ်မင်းမလို့ပြောရတယ်အဲ့ဒါပုံမှန်အခြေအနေဖြစ်မလားကွာစိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာ ဒါလောကရန်တရားရဲ့ပုံမှန်ပြက်ွက်တည်ပါတည်နေနေလိုက်တာရင့်ကျက်နေလိုက်တာတရားတွေပေါက်နေတရားရှင်ကြီးအမလေးမင်းခန့်နေကြည့်မယ်ငါခန့်နေမရှိသေးဘူးတကယ်ကြီးရဲ့ငါရှင်နေမှာပူနေပြီကဲကြောသာပါဦးဒါဆိုရင်ဟိုငါညီလေးတွေညီမလေးတွေရောယင်ဘယ်လိုလဲပြောအောင်ပါသူတို့ကအေးဆေးပါဗျာအမလေးတော်ပါသေးရဲ့တော်ပါသေးရဲ့အကြီးလေးတို့ကခေါ်ပြီးမွေးထားလိုက်တယ်မလားအဲ့ဒီလိုလဲမဟုတ်သေးဘူးကွာအဲ့ဒီလိုမဟုတ်တော့ဘယ်လိုဖြစ်ကြမှာမသိဘူးတော့ပါဦး သူတို့တလကူးစရာမလိုပါဘူးကွာစိတ်အေးထားလိုက်တော့ဘယ်လိုထားတာမှမရဘူးလေကူးမပဲရှင်နေအေးတော့တယ်တကယ်ကြီးကပြောစမ်းပါသူတို့တရွာလုံးကတနာနေတော့အေးဘောသူတို့ကလည်းရွာထဲမှာလှက်ပါတောင်ရန်စားတော့တော့ရွာထဲကထမင်းညာဟင်းညာလေးတွေပေးလိုက်ကြတာပါပဲကွာဟုတ်ပြီလားဟာတာဆိုကစားပါလေတလုံးစားပြီ